အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပတ်ပြပေးမှာကတော့ဆရာနဲ့ွယ်ရေးသားတဲ့တကွေးတော်တွေ့ကြအောင်မြည်ဆိုတဲ့ဝတ္ထုရဲ့အပိုင်း73ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ။တကွေးတော်တွေ့ကြုံမြည်အပိုင်း73ဂျပန်ဖက်စစ်တို့သည်မြန်မာပြည်သူပြည်သားများကိုပြောင်းဆိုင်အောင်ညှဉ်းပန်းနှိပ်စက်လာသည်နှင့်အမျှမြို့ချအင်အားစုများ၏ဖက်စစ်စံကျင်ရေးလုပ်ငန်းသည်လည်းကျေပြန့်ကြီးမား၍လာလေတော်သည်။ဂျပန်ကင်ပေတိုင်းများကတရဇက်ဖန်စီ၍လူမဆန်စွာနှိပ်စက်ညှဉ်းပန်းနေသည့်ဂျာမပင်ဖက်စစ်စံကျင်ရေးအင်အားစုများသည်လျှို့ဝှက်တိတ်သေးစွာဖြင့် စီယုံရေးလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိကြ၏တခင်လွန်နိုင်နှင့်ကိုမြင့်ခိုင်တို့ညီကိုနှစ်ယောက်သည်လည်းအာချလူငယ်အစည်းအရုံးကိုတိုက်တဲ့ကြစ်လက်အောင်ပြုလုပ်ခါဖက်စစ်စန့်ကျင်ရေးအင်အားစုများကိုဖော်ထုတ်လျက်ရှိကြ၏တို့ရတွင်မြစ်ကြီးနာသည်အထက်မြန်မာပြည်မြောက်ဖြား၌ရှိနေသဖြင့်အိန္ဒိယစစ်မြေပြင်ဆိုင်ရာဂျပန်တပ်များ၏ဌာနချုပ်ဖြစ်နေခြင်းမဟာမိတ်လေရင်ပြန်များ၏ဘုံကျဲခြင်းကိုနေစဉ်နှင့်အမျှခံနေရခြင်း လူမျိုးပေါင်းစုံရှိသဖြင့်မြို့ပေါ်တွင်တရှိုးတွေပြည်နေခြင်း1944ခုနှစ်နှစ်ဦးတွင် General Stewart ၏တရုတ်တပ်များသည်မြစ်ဖြားဒေသတွင်ထိုးစစ်ဆင်လာပြီးဖြစ်ခြင်းတို့ကြောင့်တခင်လွန်နိုင်တို့အခြေအနေသည်အထူးဆိုးဝါးလာတော်၏။ကင်ပေတိုင်များ၏မျက်ကြောမပြတ်ကြည့်ရှုမှုအောက်တွင်ပြောင်ပြောင်တင်းတင်းနေ၍မရနိုင်သလောက်ရှိလာ၏။ထို့ကြောင့်တခင်လွန်နိုင်သည်ရန်ကုန်သို့ဆင်းသွားပြီး အခြေအနေကိုတင်ပြရာတွင်ဈေးပေါ်များကအကြံပေးသည်မှာဂျပန်ကင်ပေတိုင်းအဖမ်းကိုမခံဘဲကိုယ်ရောင်ဖြောက်၍ရေအောက်လုပ်ငန်းလုပ်ကြရန်ပင်ဖြစ်၏ထို့ဖြင့်တခင်လွန်နိုင်သည့်ဇင်ဘတ်တွင်မြားနှင့်ဝါလုံးများတက်ကာညဂျီနာမျိုးတို့ပြန်ရောက်လာလေ၏ထို့နောက်ခရိုင်ဝန်ဂျာတို့ဖြင့်အောက်ပြည်အောက်ရွာတို့ပြောင်းရတော့မည်ဟုဓမြို့လုံးကိုနှုတ်ဆက်လျက်ဂျပန်အာဏာပိုင်များထံတွင် တွေ့တွေ့တောင်းခံကာ တမိသားစုလုံးအောက်ပြေအောက်ရွာတို့ပြောင်းသွားကြလေတော်၏ရှင်ရင်မြသည်ဘူတာယုံတို့ဆင်း၍လက်ရည်ဆက်လက်ဖြင့်လိုက်ပို့ရှာသည်ကုမြင့်ခိုင်နှင့်ထွေးမြေအားသူမကိုယ်တိုင်ပန်းထိုးထားသော လက်ကင်ဘဝတစ်ထည်စီလက်ဆောင်ပေးလိုက်၏သူတို့မိသားစု ရုတ်တရက်ပြောင်းရွှေ့သွားသဖြင့်တစ်မျိုးလုံးအံ့ဩ၍ကြံရစ်ခဲ့လေသည်ညိုထဲတွင်မနေဝန်း၍မကြာမီကမှပြောင်းရွှေ့လာသောကုမင်းသိန်းတို့မိသားစုပင် လန်ဆွေလူချန်တွင်ကြံရည်ခဲ့လေသည် မင်းဆက်ဆက်တွင်ဝတရားမပြတ်တပုံဖြစ်လျက်ရှိကြသူများကမြို့မှကက်ခွာသွားကြလေပြီသည်တို့ရတွင်တခင်လွန်နိုင်တို့မိသားစုကက်ခွာသွားပြီးတလခန့်အကြာတွင်ဂျပန်ကင်ဘေးတိုင်းများသည်ကိုမြင့်ခိုင်ကိုညကြီးနာမြို့အလေကောင်မှပင် ဖန်စီရမိလိုက်သဖြင့်မြို့သူမြို့သားများသည်မတွေးတော့တတ်အောင်အံ့ဩနေကြရတော့သည် အမှန်မတော် တခင်လုံးနိုင်နဲ့ကိုမြင့်ခိုင်တို့သည်သူတို့မိသားစုအားမနှင်းရီဆွေမျိုးများရှိရာမန္တလေးသို့ပို့ထားခဲ့ပြီးနောက်မြကြီးနာတို့ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တိတ်တဆိတ်ပြန်လာခဲ့ခြင်းဖြစ်၏တို့ရတွင်သူတို့သည်အတူပြည့်ရစွာသွာလာနေထိုင်လျက် ရှိတော်လဲတညတနေရာမှ တနေရာသို့အပြောင်းရှိတွင်ဂျပန်ကင်ဘေးတိုင်းများနှင့်ရင်ဆိုင်တိုးမိလေတော်၏ တရားတွင်အကျက်မှုနေသောကင်ပေတိုင်နှုတ်ဦးသည်ရုပ်ဖြတ်ထားသောသခင်လွန်နိုင်တို့ညီကိုကိုမှတ်မိကြသူတို့နှင့်အတူပါလာသောကိုဝင်းမြင့်ကသာမှတ်မိသဖြင့်ကင်ပေတိုင်ဘုံများကို ဝန်တာအေလေတတော်ဦးတင်ရာပြစ်ခတ်ဖန်စီခြင်းခံကြရခြင်းဖြစ်ကင်ပေတိုင်ဘုံနှုတ်ဦး၏ညာတန်ပေးမှုကြောင့်အနီနာရှိဂျပန်စစ်သားများကလည်းဝိုင်းဝန်းဖန်စီလေတော်၏ညီကိုနှုတ်ဦးသည် လင်မြန်ဖြက်လက်စွာထွက်ပြေးကြသောလဲတခင်လွန်နိုင်တယောက်သာလင်လွမြောက်သွားပြီးကိုမြင့်ခိုင်မှာအဖမ်းခံလိုက်ရတော်၏တို့ရတွင်တခင်လွန်နိုင်သည်တနက်တန်းရာကြာသွားဟန်တူသည်နောက်ပေးလမ်းကြားတစ်ခုတွင် သွေးဆက်များကြာနေသည်ကိုဂျပန်များကတွေ့ရှိလေသည်တို့ရတွင် လူကိုကညီလန်၍ရှားသည့်တန်းအောင်ဖန်စီရမိခြင်းမရှိချေထို့နောက်တွင်လည်းတခင်လွန်နိုင်၏တည်င်းအစနာမျှပင်ဆေးရခံ၍မရချေ။ မြို့သူမြို့သားများသည်အမျော်လင့်ပဲကိုမြင့်ခိုင်ဖန်ခံရသည့်တရင်ကြားရသောအခါဖန်ဟောခြင်းလည်းဖြစ်ကြသည် စိတ်မကောင်းခြင်းလည်းဖြစ်ကြသည်ရှင်ရင်များအဖို့စိုးပွဲရာမရှိတော့ပြီးဆုံးပွဲချငိုရလေတော့သည်ထို့ပြင် ကိုမြင့်ခိုင်ဖန်ခံရခြင်းမှာသူအိမ်သားတဦး၏ပယောကကြောင့်ဖြစ်၍မပြေသိမ့်နိုင်သောစိတ်နှလုံး ခွေနှုံရတော်သည်မိမိအိမ်သူအိမ်သားများအပေါ်တွင်လည်း ပထမဆုံးအနေနဲ့ဒေါသဖြစ်မိတော်သည်တစ်မျိုးလုံးကဝိုင်းဝန်းလညို့ထုံးမြည်အတွက်ရှင်မိတော်သည်ခြင်းကြောင့်သူ့ခဲအိုကို မပြောစဘူးပြောမိတော်သည်အကိုဝင်းမြင့်လောက်တာနည်းနည်းမှမဟုတ်ဘူးဂျပန်ကမမြင်တဲ့ဥစ္စာ အကိုဝင်းမြင့်ကဘာပြုလို့တော့ပြောရတာလဲဟာနေကောင်ကတပုံပဲဂျပန်တွေကိုခန်းချဖို့လုပ်နေတဲ့ကောင်ပဲဂျပန်တွေကိုခန်းချတာအကိုဝင်းမြင့်နဲ့ဘာဆိုင်တယ်လဲ ဂျပန်တွေကကောက်မှမကောက်တာခန့်ချမှာပေါ့ဟာဘာလို့မဆိုင်ရမှာလဲဟာဟာဂျပန်တွေရဲ့ထမင်းစားနေတာပဲဟုတ်တယ်သမီးညီအကိုကတပုံတယောက်ကိုမြင်ရတာနဲ့မပြောဘူးဆိုရင် သူ့အပေါ်မာစတာတွေကတမျိုးထင်နေုံပဲတော့ပါမမီရဲ့မမီတို့အားလုံးအတူတူပဲဘာမှကျေးဇူးမသိတတ်ဘူးသူဟာဂျပန်လက်ကသမီးကိုကဲထားတဲ့လူမဟုတ်ဘူးလား ။ငါနှမဟာဒါပဲမြင်တာကိုသူတို့ကြောင့်တို့ဒုက္ခရောက်ခဲ့တာတွေရောမမြင်ပဲကိုတတိဖန်ခံခဲ့ရတာဒင်းတို့ကြောင့်မဟုတ်ဘူးလား။မဟုတ်ဘူး။တို့အထက်မှာညီဟာဆုံးပြူနေတာပဲ။ဆုံးပြူတယ်ပြောပြောဘာပြောပြောမမတို့ဘာသာဆုံးမပြူအောင်နေကြပါယောဂလူတွေကမမတို့ကိုဘာပြောနေပြီမှတ်တယ်လေသိလားဘလောက်အော်နှလုံးနားနေကြပြီဆိုတာသိသလားရှင်ရမြသည် တအားကုန်အော်၍အိမ်ပေါ်သို့တက်သွားလေ။ယခုခါတွင်သူတို့သည်ကိုဝင်းမြင့်၏ဂျိုးပန်းချက်ကြောင့်ရခင်အိမ်ကြီးသို့ပြန်ရောက်နေကြပြီဖြစ်၍တော်များများနှင့်ချိုချိုများမှလည်းသူတို့တမက်နှင့်သူတို့ယောက်ျားကိုအထင်ကြီးလျက်ရှိလေပြီ။ကိုဝင်းမြင့်လှုပ်သည်။ထောက်ခံအားပေးလျက်ရှိကြသည်။တို့ရတွင်ဥကြုံညွန့်သည် ကိုမြင့်ခိုင်အဖန်ခံရသည့်ကိစ္စတွင်တခွန်းတပါးသားမြဝင်ရောက်ပြောဆိုခြင်းမပြုခြင်း ကိုဝင်းမြင့်ကမူကိုမြင့်ခိုင်အောင်ဖန်စီရမိအောင်ကိုငြိနိုင်ခဲ့သဖြင့်သူကိုယ်သူ သူရဲ့ကောင်းကြီးပမာမှတ်ယူလျက်ရှိဂျပန်များကလည်းဘူဒီငပေါင်းကျော်နာမည်ကောင်းလက်မှတ်နဲ့ဂျပန်စက်ကူတွေတစ်ထက်ကြီးစုချလေခြင်းကြောင့်သူက အတုံးလဲဝစ်ပြူသောအဖြစ်ကင်ပေတိုင်းဘိုးများခန္ဓာကြည်ကြဲစွာညစာထမင်းကျွေးရန်ပြင်ဆင်နေတော်၏။ဒေါ်များများနှင့်ချိုချိုများမှလည်း မမောနိုင်မပန်းနိုင်ချက်ပြုတ်လျက်ရှိကြ၏ရှင်ရင်မြမမူညီတို့မြမကြံမိတတ်ပဲတစ်နေ့လုံးအခန်းအောင်၍နေခဲ့သည်ခေါင်းပေါ်မျက်နှာအပ်၍ငိုကြွေးနေခဲ့သည်ညနေဘက်တွင်ရုံမှပြန်လာသောဥကြုံညွန့်သည်ဥဝတ်စားများမလဲမိမှပင်သူမ၏အခန်းထဲသို့ဝင်ရောက်လာပြီးဂယုနာသက်စွာနှင့်ကြည်လေသည်သမီးနှစ်ယောက်ရှိသည့်အနေငယ်ကိုအချစ်ဆုံးဖြစ်၏ တို့ရတွင်ဘာတခွန်းမှမပြောဘဲပြန်ထွက်သွားလေသည်ရှင်ရင်များကမူအထင်များမျက်ကွင်းများကျသွားသည့်အထိငိုကြွေးလျက်ရှိလေသည်ယနေ့ထမင်းစားပွဲသည်သူ့ချစ်သူပေါ်တွင်အောင်ပွဲခံသောပွဲပင်ဖြစ်လေသည်သူမသည်ယတင်းပေါင်းမှခုံချ၍တေချောင်းကြံစီရလျင် ကောင်းမလားဟု မကြာခဏကြံစီမိလေသည်တို့ရတွင်ကိုမြင့်ခိုင်အတန်းနှင့်ကိုတည်မြဲနေသည်မသူမအနေနှင့်လည်း တေဖို့မတင်သေးဟုယူဆမိသို့မဟုတ်ပါကလည်းဒီတသက်သူတို့နှုနှိစက်နိုင်ဖို့မရှိတော့ခြင်းအကယ်၍ကိုမြင့်ခိုင်ကွဲလွန်ပြီးဟုဆိုလျင်မူသူမကိုကို တွေ့တာနှမျောစရာ အကြောင်းမရှိတော့ဤနေရာတွင်လည်းယခုလောက်ဆိုလျင်သူချစ်သူအသက်ရှင်လျက်ရှိပါတော့မည်လားဟုဆိုရင်တွားမိသည်ဂျပန်ကင်ပေတိုင်းတို့၏လက်စွမ်းကို သူဖခင်က ကိုတွေ့ပြန်ပြောခဲ့သဖြင့် ကောင်းစွာသိရှိပြီးဖြစ်သည်ညီမြလောက်ဆိုးဆိုးဝါးဝါအနှိမ့်ဆက်ခံနေရပြီနေဟု နေမတိတိုင်းမသာဖြစ်နေတော်သည် ရှင်တို့ဖြင့်ညစာထမင်းစားပွဲချိန်သည်ဤတထက်နိကက်လာလေတော်သည်ဤရဲရဲနေလုံးသည်ကန့်ကောက်ပင်များနောက်ွယ်သို့ရောက်ရှိသွားပြီဖြစ်၍ရှင်ရင်မြသည်ဂျင်းပေါက်တွင်ရက်၍ကန့်ကောက်ပင်စုကို ကြည့်ကားသူတို့နှုတ်ပထမဆုံးတွေ့ခဲ့ကြသည်ကိုပြန်လည်အမှတ်ရနေတော်သည် ရှင်မြသည် အတိတ်ခီးတို့မြင်မြကြကြရောက်ရှိသွားခဲ့သည်မသိအိမ်ရှိတွင် ကာဒစင်ထိုးရက်လိုက်တန်းကြမှလန့်ပြဲတရိယာသွားသည်ကာတန်ကြာရာတို့လက်ကြည့်ရာတွင်ဂျပန်ကင်ပေတိုင်းခွေဘလူ၏ကားနက်ကြီးကို တွေ့ရှိရလေသည်ကားဆိုင်သည်ဆိုလျင်ပင်အိမ်ထဲမှ ကိုဝင်းမြင့်ဦးရဖာယာပြေးထွက်လာသည်သူနောက်မှဦးကျော်ညွန့်သည် လေးကန်သောခြေလမ်းများဖြင့်လိုက်ပါလာလေသည် ကာနေဂျီနောက်တကားပွင့်လာပြီး ကားထဲမှဂျပန်စစ်ဗိုလ်နှုတ်လင်မြန်စွာခုံးထွက်လာသည်သူတို့၏ကားတစ်ဖက်တစ်ချက်စီတွင်ဂျပန်တရှိနှင့်၆လုံးပြူကိုစီချိတ်ထားကြလေသည်သူ၏မာစတာရင်းများလာပြီးဟူသောအသည့်ဖြင့်ချိန်မကင်မိလက်မကင်မိပြေးထွက်လာသောကိုဝင်းမြင့်သည်ကားထဲမှခုံးထွက်လာသူနှုတ်ကိုတွေ့ရသောအခါတွင်ပါဇက်ဟောင်းသာဖြစ်သွားလေတော့သည် နောက်မှလိုက်ပါလာတော့ဦးကျော်ညွန့်သည်လည်းကြောက်ရွံ့ကြီးဖြစ်သွားလေတော့၏။ရှေ့ဆုံးမှခါထောက်၍ရက်နေသောစစ်ဘောသည်ကိုဝင်းမြင့်၏ပါကိုဖြန်ကနေချလိုက်လေသည်။ဂျင်းပေါင်းမှကြည်နေသောဂျင်းရင်မြမှလည်းမထင်သည်တို့ကိုတွေ့နေရသဖြင့်ခဏမျှငေးကြောင်နေပြီးကိုဝင်းမြင့်ရိုက်ခံရတော့မှအောက်ထက်သို့ဘောသည်ဖက်သည် ပြေးဆင်းသွားလေသည်။အင်းရှိတကားဝတွင်ရက်နေကြသောတို့များများနှင့်ချိုချိုများတို့မှလည်း စက်ကွင်းမီလီယံရှိကြ၏သူတို့မျိုးလုံးများကိုသူတို့မယုံကြည်နိုင်ပဲရှိနေကြ၏တို့ရတွင်တကယ်ပဲဖြစ်၏ကာဘော်မဂျပန်စစ်ဘိုးအဝတ်စားနှင့်ဆင်လာကြသူနှုတ်ဦးမှာကင်ပေတိုင်းခွေးပလူတို့မဟုတ်ပဲကိုမြင့်ခိုင်တို့ညီကိုဖြစ်နေတော်၏ကိုဝင်းမြင့်သည် နောက်သို့ခြေတလန်းဆုပ်ပြီး ထွက်ပြေးရန်ကြံစီရာဟဲ့လူမပြေးနဲ့တေးသွားမယ်နောက်မှရက်နေသောနှခင်လွန်နိုင်က ခြောက်လုံးပြူနှင့်ထုတ်ချင်း၍အောင်မြင်သောအတန်ကြီးဖြင့်အမိတ်ပေးလိုက်လေသည်။ခွေးမသာတစ္ဆာပေါ့အခုမှသေးရမှကြောက်သလားဟင်ဟိတ်ကောင်ဝင်းမြင့်ပြောစမ်းရဲပေါ်မသေးသေတော်ငရဲမလားဆိုတာမကြောက်ဘူးဘူးလားမင်းကတို့ကိုဂျပန်လက်အပ်ပေမဲ့တို့မသေးဘူးကွာသေးရမှကမင်းတို့လိုတစ္ဆာပေါက်တွေကွာကိုမြင့်ခိုင်သည်ဓာတ်ကိုဆွဲနှုတ်လိုက်သည်နောက်ဆုံးနေအောင်ကြီးတွင် ဝင်းကနေလက်သွားသည် မသေးခင်ကောင်းကောင်းမှတ်ထားတို့ဟာမင်းတို့ရဲ့ပထမပထွေအင်္ဂလိပ်ကိုလည်းတိုက်ထုတ်ခဲ့တယ်အခုလည်းမင်းတို့ရဲ့ဒုတိယပထွေဂျပန်ကိုတိုက်ထုတ်ဖို့လုပ်နေတယ်တို့ဟာမင်းတို့လိုကိုကျိုးရှာတစ္ဆပေါက်တွေမဟုတ်ဘူးကွာတိုင်းပြည်လွတ်လပ်ရေးကြောင်လုပ်နေတဲ့ရဲဘော်တွေကွာမှတ်ထားကိုမြင့်ခိုင်သည်ချုံမြသောဓာဦးကိုကိုဝင်းမြင့်၏ဝမ်းပိုက်ထဲသို့တားထိုးလိုက်သည်အထုခံရသူသည်စူးစူးဝါးဝါးတစ်ချက်អော်လိုက်သည် တကားဝါမှအမျိုးသမီးနှစ်ဦးကလည်းငေတံပေါင်းအော်လိုက်ကြသည်။ကိုမြင့်ခိုင်ကဓာတ်ကိုဆွဲနှုတ်လိုက်သောအခါ၌ပုံဝင်းမြင့်သည် ပုံလျက်လဲကျသွားသည်။ကိုမြင့်ခိုင်ကသွေးတဆက်ဆက်ကျနေသောဓာတ်ကိုကြစ်ကြစ်ပေါင်းဆုပ်၍ဦးကျော်ညွန့်ကိုကြည့်လိုက်သည်။ထိုချိန်တွင်ရင်ရင်မြသည်တကားပေါက်တွင် ပိတ်ရက်နေသော အမျိုးသမီးနှစ်ဦးကို အတင်းတိုက်ခိုက်ပြေးထွက်လာပြီးတိမင်းတမန်ဓာတ်ဦးတွင်ကြာရောက်နေသော ။ဦးကျော်ညော့အားဖတ်ထားလိုက်လေတော်သည်။ကိုမြင့်ခိုင်သည်ချစ်သူ၏အပြုအမူကိုမျက်တော်မခန့်စူးစိုက်ကြည့်နေလေသည်။ရှင်ရင်မြ၏မျက်လုံးဆုံးသည် ရှွန်းဆူ၍နှကန်းဖြူရော့ရော့တဆက်ဆက်တုန်လျက်ရှိသည်။ကိုမြင့်ခိုင်သည်သွေးစွန်နေသောဓာတ်ကိုဒိန်နေသောအတံမြီအောင် ပြန်သွင်းလိုက်ပြီးနောက်ကားပေါ်သို့တက်သွားလေသည်။တခင်လုံးနိုင်သည် သူကြီးအပြုအမူကိုသဘောမကျသည့်အလား ခေါင်းကိုတစ်ချက်ရမ်းလိုက်သည်တို့ရတွင်သူ့တနက်ကိုအသုံးမပြုဘဲပြန်သွင်းလိုက်ပြီးကားပေါ်သို့တက်လိုက်သည် ကားတကားကိုတအားကုန်ဆောက်ပိတ်ပစ်လိုက်လေသည်ဒုတိယကဘာစစ်ကြီးကပြီးဆုံးခဲ့ပြီဖြစ်၏တို့ရတွင်လူသမိုင်းဒီကဆက်လက်ခြေတက်နေစေဖြစ်၏ရေရှင်ပရိသရစ်စနစ်နှင့်အရင်ရှင်နေချက်စနစ်ကိုတွန်လန်တိုက်ခိုက်ကအမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ်နိုင်ငံထူထောင်ရန် ကဘာရရရှိ အလौတမလေသမားနှင့်တိုးတက်သောမျိုးချစ်အင်အားစုများသည်မစုံမနစ်ဆက်လက်တိုက်ပွဲဝင်လျက်ရှိ အရင်ရှင်နေချက်သမားများ ကိုလိုနီဝါဒသမားများစကြက်လူမှုစကြက်ချက်တွင်မှုတို့ကြောင့်ဖြစ်ပေါ်လာရသောဒုတိယကဘာစစ်ကြီးသည်ကဘာသူကဘာသားများ၏အသက်အိုးအိမ်များကိုပျက်စီးဆုံးရှုံးစေခဲ့သည် အနှုမျိုးဘုံတန်ကို ခံကြစေတော်သည် အသေးမပြောက်ကျွင်ကျန်ရစ်သူများကြာပုံတဲတွင်ငမုတ်ခေါင်းပါ၍နေစေတော်သည်တို့ရတွင် အလုသမားလေသမားနှင့်တိုးတက်သောအင်အားစုများသည်စီမကောင်းဆိုးဝါးမှုကိုကိုတွေ့သိရှိခဲ့ရသည့်အလျောက်အမှုမြုံမုံပိတ်ပင်၍စစ်လက်နှင့်ဖက်သိမ်း၍စသောကဘာစစ်တားဆီးရေးလုပ်ငန်းကိုတစ်ဖက်မှ ဆောင်ရွက်လျက်ရှိရင် အခြားတစ်ဖက်မှလည်းရင်းကဘာစစ်ကြီးများဖြစ်ရခြင်း၏အကြောင်းရင်းဖြစ်သော အရင်စင်စနစ်နဲ့ကိုလိုနီစနစ်အကျဆုံးရေးအတွက်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကိုပြင်းပြင်းထန်ထန်ဆင်နွှဲလျက်ရှိကြတော်သည်။အရင်ရှင်စနစ်နဲ့ကိုလိုနီဝါဒတည်ရှိနေသည်၍ရင်းစနစ်နှင့်ရင်းဝါဒတို့၏တစားပလာများဖြစ်ကြသောစစ်လက်နက်များစစ်ပွဲများလည်းရှိနေအုံမြီကိုကောင်းစွာနားလည်သဘောပေါက်ကြသောအာရှအာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများမှပြည်သူများသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆောင်းပေး၍ပြပြတသားဆင်နွှဲလျက်ရှိတော်၏။အစစ်တော်လန်ရေးကပြီးဆုံးခဲ့ပြီဖြစ်၏။တို့ရတွင်မြမပြည်ကလွတ်လပ်ရေးမရှိသေးခြင်း။နေချက်အနောင်ဘက်မှမကင်းလို့သေးခြင်း။ဗြိတိရှ်ကိုလိုနီဝါရသမားများ၏ပြန်လည်သိမ့်ပိုက်ခြင်းကို ခံခဲ့ရလေသည်။အမျိုးသားလွတ်မြောက်ရေးအင်အားစုများသည်ဂျပန်နှင့်ပူးပေါင်း၍ဗြိတိရှ်ကို တိုက်ထုတ်ခဲ့သည်။တို့ရတွင်လွတ်လပ်ရေးအတုကိုသာရရှိခဲ့သည်။ ကင်ပေတိုင်းအချင်းစကန်တို့ကြာရောက်ခဲ့ကြသည်ဂျပန်မဟာမိတ်များနှင့်ပူးပေါင်း၍ဖက်စစ်ကို တိုက်ထုတ်ခဲ့သည်လွတ်လပ်ရေးအတုပင်မရရှိတော့ပထမပိုင်းတွင်ကက်စတီအုပ်ချုပ်ရေးဒုတိယပိုင်းတွင်လက်ချက်ဂျိုပြူစာပေါ်ထွန်းအစိုးရကိုသာရရှိခဲ့သည်ဒေါ်လန်၏အမှုကိစ္စကိုဆောင်ရွက်ခဲ့သောဇဲပေါ်များသည့်လူတက်မှုဓမြမှုတို့ဖြင့်ဖန်စီချုပ်နှောင်ခြင်းခံကြရပြန်တော်သည် အမျိုးသားလွတ်မြောက်ရေးအင်အားစုများကဆက်လက်တိုက်ပွဲဝင်လျက်1946ခုနှစ်အထွေထွေတပိတ်ကြီးပေါ်ပေါက်ခဲ့သည်စီလုံးညီညွတ်သောဖာစာပါလာအဖွဲ့ချုပ်ကြီးခေါင်းဆောင်မှုအောက်တွင် လူမှုဆန္ဒထုတ်ဖော်ပွဲကြီးသည် အောင်မြင်ထိရောက်လာပေသည်ကိုလိုနီခေတ်တလျှောက်အမြဲတစေလိုပင် နေချက်လက်ပါစေဖြစ်ရှိခဲ့သောပလိတ်ဖွဲ့ဝင်များသည်ပင်ယခုအချိန်တွင်ပြည်သူ လူထုနှင့်လက်တွဲ၍အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်ရင်းတို့တစ်ဖက်တွင်လူမှုတိုက်ပွဲများကိုဆင်နွှဲနေစဉ်တွင်အခြားတစ်ဖက်တွင်တော်လန်ရေးရဲဘော်များသည်လက်နက်ကိုင်တိုက်ပွဲကြီးတစ်ခုအတွက်ပြင်ဆင်တာစုလျက်ရှိလေသည်ရင်းကြောင့်내ချက်သမားများသည်ကြောက်တူးတုံလာတော်သည်ညလုံးမျက်စံပြူလာတော်သည်တို့ဖြင့်တစ်ဖက်တွင်ပြည်သူလူထု၏တခဲနှင့်တောင်းဆိုမှုကိုအထိုက်လျောက်လိုက်ရော၍တစ်ဖက်တွင်ညီညွတ်နေသော ပြည်သူအင်အားစုကိုဖြိုခွဲလေတော့သည်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဒီကပြင်းထန်တတဲ့ပြင်းထန်လာစေပြီးတို့ရတွင်ဝန်내ဖွဲ့ရာဖြစ်တွေ့ရှိရသည်မှာညီညွတ်ရေးသည်ဖြိုခွဲခဲ့လေပြီးဖာစာပါလာနှင့်ကွန်မြူနစ်ခွဲခဲ့သည်ကွန်မြူနစ်ပါတီနှစ်ချမ်းခွဲခဲ့သည်ပြည်သူရဲဘော်နှင့်တက်နေဟု၍အပြိုင်ဖြစ်လာတော့သည်ဆိုင်းဖို့လူကြပြီးခြိုက်ပွဲများဖြစ်ကြသည် ်ပဲကုတ်ခရိုင်တွင်ဖာစာပါလာနှင့်ကွန်မြူနစ်အပြန်အလှန်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်ဖြာပုံနှင့်ပြင်မနာတွင်ကွန်မြူနစ်နှင့်ပြည်သူရဲဘော်လက်နက်ကိုင်များတိုက်ခိုက်ခဲ့ကြသည်ပြည်တွင်းစစ်မိုးရိပ်စင်ကမြမပြည်တပြည်လုံးတွင်မဲမောင်လျက်ရှိလေပြီးအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနှင့်ပြည်သူချင်းချင်းဆင်နွှဲမြိပြည်တွင်းစစ်သည်တစ်ချိန်တည်းမှာပင်ဂျော်နော်၍အချိန်အဝါကြီးမားလာတော်သည် ဤလိုချိန်ခါမျိုးတွင်နေချေသမားသည်ဗိုလ်ချုပ်အောင်ဆန်းအမှုပြုသောအမျိုးသားခေါင်းဆောင်များကိုလွယ်ကူစွာတပ်ဖြတ်ပြလိုက်လေတော်သည်ရှင်ကဲ့သို့အခြေအနေများရှိနေသော ကာလတွင်ရခင်ဗြိတိရှားခေတ်ကနေပိုင်ဝန်တော့ဂျပန်ခေတ်တွင် ပထမတရှိုးအဖြစ်ဖန်ခံရပြီးနောက်ပိုင်းတွင်ခရိုင်ဝန်အဖြစ်ဆောင်ရွက်ခဲ့သောဦးကျော်ညွန့်သည်ယခုကာတွင်အရေးပိုင်မင်းဖြစ်လျက်ရှိပေပြီး ဒုတိယကမ္ဘာစစ်မဖြစ်မီကမြို့စစ်ကြီးဖြစ်လာသောအခါတွင်ပထမစစ်လေကုံတဲ့နောက်ဂျပန်ဝယ်တော်ဖြစ်ခဲ့သော ကိုဝင်းမြင့်ကယခုအခါတွင် နေပိုင်ဝန်တော်ဖြစ်လျက်ရှိပေပြီးအိနေယာတွင်သူ့ကြောင့်အနေငယ်ပြောတင်ပေသည်သူသည်ဆော့ဆော့ပိုင်းကမဟာမိတ်တရှိုးပြုတ်လို့ရန်ကြံစီခဲ့တော်လဲကာယကံမြောက်တွင်ကဂျပန်ကင်ဘေတိုင်းတရင်ပေးဖြစ်ခဲ့၏သူ့ပြောကကြောင့်ပင်ဒေါ်လန်ကြီးလုပ်ငန်းကို နှုတ်ဝက်စွာလောက်ကိုင်းနေသောကုမြင့်ခိုင်သည်ကင်ပေတိုင်းလက်တွင်သို့တဆင်ကြရ၏တို့ရတွင် တခင်လွန်နိုင်နှင့်အခြားရဲဘော်များစွန့်စွန့်ဆာဆာကဲတင်ကဲမှုကြောင့်ကုမြင့်ခိုင်သည်ကင်ပေတိုင်းချုပ်မှလွတ်မြောက်လာပြီး အောင်ပွဲခံရန်ပြင်ဆင်နေသောဥကျော်ညွန့်တို့အိမ်သို့အံ့ဩပွေရာရောက်ရှိလာခဲ့ပေသည်ကုမြင့်ခိုင်သည်အမျိုးသားတစ္ဆပေါက်တယောက်အားတုတ်တင်ရှင်းလင်းသည့်အနေဖြင့်ကိုဝင်းမြင့်၏ပိုက်ထဲသို့ ဂျပန်တရှိကြီးဖြင့်တားထိုးဆိုင်ခဲ့လေသည်ကိုမြင့်ခိုင်တို့မော်တော်ကားမောင်းထွက်သွားသောအခါတွင် ကိုဝင်းမြင့်သည်တွေးရင်တဲတွင်လက်ချကျန်ရစ်ခဲ့ပေသည်တို့ရတွင်ကိုဝင်းမြင့်သည်တေချိန်မကြောက်သေးသဖြင့်အသက်မပြောက်ခဲ့ခြင်းရရှိသောဓာတန်ရသည် အစာအိမ်ကိုတော်၎င်းဥမကြီးကိုတော်၎င်းအခြားအရေးကြီးသည့်ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုခုကိုတော်၎င်းထိခိုက်ခြင်းမရှိဘဲဝမ်းပိုက်သားကိုယ်သာ ထုတ်ချင်းခက်ပေါက်ထွက်သွားသဖြင့်သူသည်ကြလခန့်သာဟော်ဟင့်ညင်ညူခဲ့ရလေသည် အင်္ဂလိပ်အစိုးရလက်ထက်က တိုင်းသူပြည်သားများအားအစမတန်နှိမ့်ဆက်ညှဉ်းပန်းခဲ့သောရာဇဝတ်အုပ်ခင်မောင်လေးသည်ဂျပန်ခေတ်တစ်ခေတ်လုံးညကျင်းနာမှပျောက်ွယ်နေခဲ့သည် ကိုယ့်ရဲ့မောင်တို့ကစူးစား၍ရှာဖွေသေးတော်လဲတည်င်းအစနာပင်မရှိချင်းရက်သူရက်သားများက ဝိုင်းတက်၍တီဗီလိုလို ချမ်ပီတွင်ဖုန်ကြီးဝတ်နေသလိုလို မရေရာသည့်သတင်းများကိုကြားခဲ့ရသည်အင်္ဂလိပ်များ ပြန်ရောက်လာသောအခါတွင်မူသူအားဌာနအုပ်ကြီးခင်မောင်လေးအဖြစ် တွေ့ရှိကြရတော်သည် အမှန်မတော့သူသည်ညနေဖြူရရှိရာဇဝတ်ဝန်၏နောက်တော်ပါမနေ၍အိန္ဒိယသို့ပါသွားခြင်းဖြစ်၏သူ၏လှပသောဇနီးကဂျပန်ကရော20ဖြစ်ခဲ့ပြီးစစ်ပြီးသောအခါတွင်ရန်ကုန်မြို့အထက်တန်းစားပြည်တစားတဦးဖြစ်နေသည်ဟုသတင်းတိုးတိုးတက်တက်ကြားရလေသည် ိတိရှာများထွက်ပြေးရာတွင် အခြားပါသောသူတို့မှလက်ဆွေးလူမိသားစုမှကိုရဲနောင်ပင်ဖြစ်လေသည် သူသည်အရေးရှုံးနေထွက်ပြေးနေစဉ်က Lieutenant တဦးသာဖြစ်တော်လဲရှင်ကော့၍ပြန်လာသောအခါတွင်က Captain တဦးဖြစ်နေပေပြီယခုကဲ့သို့ဂျီတီရှာဘတ်တော်သားများ၏အခြေအနေကိုအကြံပြင်းအဖြစ်သိရှိရပြီးနောက်ပြည်သူဘတ်တော်သားဖြစ်ကြသောလန့်ဆွေးလူမိသားစုဘတ်တို့အာယုံဆိုင်လိုက်လျင်ကား ရှေးဦးစွာလန့်ဆွေးလူချံကြီးပျက်စီးပျောက်ကွယ်သားရသည့်အကြောင်းကိုဖော်ပြရပေမည်။ဥထုံပေါ်အမှုပြုသောသခင်လွန်နိုင်တို့မိသားစု အောက်ပြည်အောက်ရွာတို့ပြောင်းရွှေ့သွားသောအခါတွင်လန့်ဆွေးလူချံ၌ကိုမင်းသိန်းတို့မိသားစုကြံရင်ခဲ့လေသည်။သူတို့မိသားစုသည်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများနှင့်၎င်းဒုတိယကမ္ဘာစစ်ကြီးနှင့်၎င်းညီတို့များမပတ်သက်ပဲသူတို့ဘာသာသူတို့အေးအေးဆေးဆေးနေထိုင်ခဲ့ကြသောလည်း ကဘာသူကဘာသားများကိုဒုက္ခရောက်စေသောဒုတိယကဘာစစ်ကြီးကမူသူတို့အားကင်းလွတ်ခွင့်မပြုခြင်းတတိတခြားနေခွင့်မပြုခဲ့ခြင်းဂျပန်တပ်မှအမှတ်16နဲ့အမှတ်56တို့မှလူပေါင်း3500ခန့်သည်ညချင်းနာမျိုးအတွင်မှကြမ်းကြမ်းခံရနေသဖြင့်အမေရိကန်ဗိုလ်ချုပ်ကြီးစတီဝဲအမေရိကန်တပ်နှင့်တရုတ်တပ်သားပေါင်းထောင်ပေါင်းသည်ခင်မီလက်နက်များကိုဆွဲကန်၍မြို့ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ နှစ်လခွဲတိတိကြာမှမြို့ကိုသိမ့်ပိုက်နိုင်ခဲ့သည်မဟာမိတ်တံများသည်မြို့နောက်ဘက်လေရင်ပြန်ကွင်းကို၎င်းမြို့တောင်ဘက်ကျွန်းတော်ကို၎င်းမြို့မြောက်ဘက်ကချင်ရွာများကို၎င်းမြို့ရှိဘက်ကန့်ကိုတော်၎င်းသိမ့်ပိုက်တက်ဆွဲ၍နေစဉ်နှင့်အမျှပိုက်စိတ်တိုက်ပုံကျဲခြင်းအမျှနှင့်ပြစ်ခြင်းဝင်ရောက်စီနင်းခြင်းတို့ကို ပြုလုပ်ခဲ့ရာမြစ်ချင်းသားသည်မြမပြည်တွင်တိုက်ပွဲတံခံရဆုံးသောမြို့တစ်မြို့သို့ရောက်ရှိခဲ့လေတော်၏ တစ်မျိုးလုံးပြာတိကြခဲ့ရတော့သည်လန်ဆွေလူခြံကြီးမှလည်းမိလောင်ပျက်စီး၍တလင်းပြင်းကြီးဖြစ်သွားတော်၏ခြံဆောင်မိသားစုမှလည်းမဟာမိတ်တို့၏မိလောင်ဘုံတန်ကြောင့်အဆုလိုက်အပြုံလိုက်တည်ဆုံခဲ့ရတော့သည်ရင်းတို့ဖြင့်တစ်ချိန်ကအင်မတန်ထင်ရှားခဲ့သောလန်ဆွေလူခြံနှင့်လန်ဆွေလူမိသားစုသည်ယခုအခါမြကြီးနာမြို့တွင်တော်လန်၏ပုံမြင်တစ်ပုဒ်ဖြစ်သာကြံရင်ခဲ့လေတော်သည် ဦးထွန်းဘော်တို့မိသားစုကစစ်ကြီးပြီးဆုံး၍ခက်စစ်တော်လန်ရေးကြီးအောင်မြင်သွားသောအခါတွင်နေသည့်မြေသည့်ဖြစ်သောမန္တလေးမြို့၌အခြေဆိုင်နေထိုင်လျက်ရှိတော်၏သို့မဟုတ်တောင်တင်လျက်ရှိလေသည်အကြောင်းမူသူတို့သည်ဘိုးဘွားပိုင်မြေအမြောက်များဖြင့်ဖွဲ့စည်းတိဆောက်ထားသောနိုင်ရတနာဘုံတွင်အိမ်မြေရာမဲ့များဖြစ်ကြသောကြောင့်သူများတကာ၏အရက်တွင် ကိုပိုင်အိမ်မရှိသူများ၏ထုံးစံအတိုင်းအခြေအနေအတိတ်ကြမရှိဘဲ တိမ်မတိမ်တို့ကြောင်ရွှေငါရန်၍နေရသောကြောင့်ပင်သူတို့သည်မြကျင်းနာမှပြောင်းလာကားစားကမူမနှင်းဤဆွေမျိုးများအိမ်တွင်ခိတ္တနေထိုင်ကြကြသည်တို့ရာတွင် သူတို့သည်ခဏတစ်ဖြုတ်ဖျားဖူးလာကြသူများမဟုတ်ပဲမြည်သည့်အခါကာလတွင် ကိုယ့်ရဲ့ဌာနေသို့ပြန်နိုင်မီမသိသောခင်ပေတိုင်ပြေးဒုက္ခသည်များဖြစ်ကြ၏၎င်းအပြင်မနှင်းဤဆွေမျိုးများလည်းချမ်းသာကြွယ်ဝသူများမဟုတ်ကြ အင်ကြီးရခိုင်နှင့်နေနိုင်သူများမဟုတ်သောကိုမိသားစုနှင့်ကိုတန်တဲ့သောအိမ်တွင် မနေ့တနက်ညတနက်ရှာဖွေစားတောက်နေကြရသူများဖြစ်ရင်းကြောင့်မနှင်းဤသည်ဆွေမျိုးများနှင့်မနီမဝေးတွင် အင်္ဂလိပ်တလုံးရှာဖွေငားရန်ကြရ၏သူတို့အတွက်နေထိုင်စားတောက်ရေးအတွက်ဈေးရောက်ကြရ၏ထိုကဲ့သို့ညနေငယ်ကလေးဖြင့်အတိဒုက္ခကြီးစွာနေထိုင်ခဲ့၍တစ်နှစ်ကျော်ကြာမှပင် အိနောင်ဦးစီးဖြစ်သောကိုလိုနိုင်သည်ဂျပန်တော်လှန်ရေးသမားကြီးအဖြစ်ခက်ဖျားယောဂတုံခိုက်စွာဖြင့်ပြန်လည်ရောက်ရှိခဲ့၏သူသည်6လနေပါမြညီသည့်အလုံမြမလုံနိုင်ပဲဇနီးသည်၏မလောက်ငှသောလှုပ်ရှားကိုသာထံ၍စားခဲ့ရပါသည် သူသည် ရှမ်းပြည်ဘက်တွင်တာဝန်ကျခဲ့သည်တော်တောင်ရှုံမြောင်ထက်ထက်တွင်ခြေခါပြက်ပြက်လက်လက်ဖြင့်နေထိုင်ခဲ့ရသည် စေဝမဖူလုံသည့်ဇာတဲ့တွင် သူကပြားနာခဲ့သေးသည်။ထို့ပြင်သူပြန်လာသောအခါတွင် သူ့အိမ်သားများကရုတ်တရက်မှတ်မှတ်မိပဲရှိနေကြခြင်းဖြစ်သူ့သားများသည်ဝဲချောက်မဲတီလျက်ရှိအယိုးများသည်လည်းခန္ဓာကိုယ်အနှံ့မှာငေါထွက်နေကြသည်။တို့ရတဲ့တခင်လုံးနိုင်သည်အသားရည်များအနှင်းငယ်လန်းဆန်းဆိုပြေးလာသည်နှင့်တပြိုင်နက်သွားနိုင်လာနိုင်ရှိလာသည်နှင့်တပြိုင်နက်မိသားစုတာဝန်ကိုထမ်းဆောင်ရန်ကြိုးပမ်းရလေတော်သည် သင်ရောရာအလောက်ကံများကိုရှာဖွေလောက်ကံရတော်သည် သူသည် အကြောင်းအဝယ်လဲနားလေစမှုလုပ်ငန်းလဲတက်ကြွ၏တို့ရတွင် ကိုရကိုဒေတာမဟုတ်ဒီကတကြောင်းအရင်ဤအဆက်တွဲမရှိဒီကတကြောင်းကြောင့်ဟိုတစဒီတစဖြင့်ညီဆန်းခရမ်းပြိုးနေရပါသည်သို့သောမြင်းမြပင်အခြေအနေများဆိုးဝါးနေစေကမူသူတို့သည်ညချီနာတို့ပြန်ရန်ကစိတ်ကူးပင် မထဲကြတော့ခြင်း တို့၏အခြေခံစကမ်းဖြစ်သောလန်ဆွေးလူချမ်းကြီးလည်းမရှိတော့ဆွေမျိုးသားချင်းများလည်းမရှိတော့ရင်းနှီးသောမိတ်ဆွေများနှင့်နိုင်ငံရေးလှုပ်ဖော်ကင်ပဲ့အမြောက်များတို့သည်လည်းကွယ်လွန်ချဆုံကုန်ကြပြီဖြစ်၏ထို့ထက်တွင်တို့တွေနှင့်ရင်းနှီးချစ်ခင်လာသောမုတ်ဆိုးကြီးဦးမင်းတင်နှင့်ပါကြီးမုံလည်းပါဝင်သွားလေသည်တို့သည်အဝတ်တထဲကိုတစ်ခုနှင့်လက်ချီတက်တက်သားရှိသောဘဝတွင် ြေတိနေရာမြေတိဒေတာဟုရွေးနေရန် အကြောင်းမရှိတော့ကျောက်ရှိနေသည့်ရက်တွင်ကြာရာလောက်ကန်ဖြင့်ကြံဖန်၍နေထိုင်ကြရန်သာဖြစ်တော်သည် ရှင်တို့ဖြင့်သူတို့သည်မန္တလေးမြို့တွင်တောင့်တင်းနေကြခြင်းဖြစ်၏သို့မဟုတ်စူးစား၍အခြေဆိုင်နေကြခြင်းဖြစ်၏ နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၄ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ